ယူရိုပါလီကရာနုံးပြည့်အနိုင်ကိုဆက်ထိန်းထားနိုင်ပေလိုင်ယွန်ဒုက္ခဆိုတာလာရီနီညာယူရိုပါလီပွဲစဉ်၃ပွဲကြို၃ချက်များအလုံးမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရယ်ဂိမ်းပြင်ညာနာဆင်သူတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့တာလာရီနီညာအတွက်ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ပွဲကြို၃ချက်တွေကိုကလောင်ရှင်ဒုက္ခဆိုရဲ့၃ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါရယ်ပထမအဦးဆုံးပွဲစဉ်ကဘရာကာနဲ့ဇဗဒါည၁၇:၅ပါ ရာကာကဒီယာဒီယူရိုပါလိမှာတာထွက်ကောင်းနေပြီးကစားခဲ့ရတဲ့နှစ်ပွဲစလုံးကိုပေးကိုမဲ့နိုင်ထားပါတယ်။ခန်စစ်ညင်းနဲ့အဲဒီပေါ်တူဂီကလပ်ဟာပြန်ပွဲစုံနောက်ဆုံး9ပွဲစလုံးကိုလည်း9ရောက်ကန်ထားတာဖြစ်ပါတယ်။နောက်ဆုံးကန်ခဲ့တဲ့ယူရိုပါလိပွဲတုန်းကပေါ်တူကွင်းမှာ89မိနစ်ဂိုးနဲ့ကက်ရှုံးခဲ့တဲ့ဇဗဒါကလည်းခက်ခက်ညံ့တော့မဟုတ်ပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနဲ့ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Brands နဲ့ Ranger ညတနာ25 Norway Club Brands ဟာအိမ်ဝင်ကောင်းတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းနောက်ဆုံး၅ဝဲဆက်တိုက်အနိုင်ရထားပါတယ်။မိပြအပြောင်းလဲနဲ့ Ranger ကတော့ဒီယာဒီမှာတက်ပြက်နေတဲ့အသင်းမျိုးပါ။အဲ့ Scotland Club ဟာဥရောပမှာနောက်ဆုံး၅ဝဲဆက်ရှုံးထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Brands အိမ်ကွင်းနိုင်ဝဲဆက်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Stuart Bucharest နဲ့ Bologna ည7:00နာရီ15 Romanian Club Stuart Bucharest ဟာပွဲစဉ်နှစ်တုံးကအိမ်ကွင်းမှာရန်ပွိုင်းကို2-2နဲ့ရှုံးထားပါတယ်။ Bologna ကလည်းဒီယာဒီ Europa League မှာနိုင်ပွဲမရသေးဘူးဆိုပေမဲ့ Villa Freiburg တို့လိုအသင်းအနေနဲ့ကန်ထားရလို့ပါလောလောဆယ်မှာတော့စီးရီးနှစ်ပွဲဆက်အနိုင်နဲ့အတူဘိုလောနာခြေစွမ်းအတက်ဘက်ကိုရောက်နေပါတယ်ဘိုလောနာရဲ့ပထမဦးဆုံး Europa League နိုင်ပွဲကိုစတင်မြင်တွေ့ရမယ့်ပွဲစဉ်မျိုးပါလို့သုံးသပ်ထားတာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်ကတော့ Fenerbahce နဲ့ Stuttgart ည7:00နာရီ15ပါ Fenerbahce ရော Stuttgart ပါ Europa League မှာတပွဲနိုင်တပွဲရှုံးနဲ့သုံးမှတ်စီရထားကြပါတယ် Fenerbahce ကအိမ်ကွင်း၉သိန်းချီမှန်ပေမဲ့ DRC အိမ်ကွင်းပွဲအများစုမှာတော့ဂိုးပြန်ပေးထားရပါတယ်ပြိုင်ပွဲစုံနောက်ဆုံး၆ပွဲမှာ ငါးဝဲနိုင်တာရဲ့စတုဂတ်ကတော့အဝေးဝန်းဆိုရင်ခြေစွမ်းတည်ငြိမ်မှုမရှိပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးများကအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ဖီယင်နုနဲ့ဖာနာတီနိုကိုစ်ည7:15နာရီ15ပါ။ယူရိုဘာလီမှာအခုချိန်ထိအမှတ်ဘဲဥမကွဲသေးလို့ဖီယင်နုအနေနဲ့ရုံးရမယ့်အချိန်ပါ။အဲ့ဒီနယ်သာလန်ကလပ်ဟာဒီအာဒီအိမ်ဝင်း၅ဝဲမှာတော့ဗီလာနဲ့တပွဲသာရှုံးပြီး၄ဝဲနိုင်ထားပါတယ်။ဂရိကလပ်ပာနာတီနိုကိုစ်ကတော့ဥရောပအဆင့်မှာအဝေးဝန်းရလဒ်ပိုင်းမတည်ငြိမ်ပါဘူး။ ဒါကြောင့် FNU ရဲ့ Euro Valley နိုင်ပွဲစတင်မြင်တွေ့ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Goha Eagles နဲ့ Villa ည7:00နာရီ15 Goha Eagles ဟာ DRD Netherlands League မှာတော့ရုန်းကန်နေရတဲ့အသင်းပါ။ DRD Euro Valley ကအိမ်ကွင်းမှာလဲ Romania ကလပ်ကိုတော့ရှုံးထားပါတယ်။ပြိုင်ပွဲဆို9ဝက်ဆက်အနိုင်နဲ့အတူ Villa ကတော့လက်ရှိချိန်မှာ Rhythm မိနေပါတယ်။ဒါကြောင့်နှစ်ကိုးပြတ်သွားနိုင်တဲ့အဲ့ဒီပိတ်တက်လို့ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Jang နဲ့ Bet ည7:00နာရီ15 ပီယာဒီဂျန်ကအင်ကွင်းပွဲတွေမှာရလက်ပိုင်းပုံမှုရုံးကန်နေရပါတယ်။ယူရိုပါလိအပါအဝင်အင်ကွင်းကပြိုင်ပွဲဆုံးနောက်ဆုံး၄ပွဲမှာလည်း၃ပွဲဆက်ရှုံးထားပါတယ်။ယူရိုပါလိနှစ်ပွဲမှာ၄မှတ်ရထားတဲ့ဘက်တစ်ကတော့လက်ရှိချိန်မှာရလက်ကို၉သွင်းချေပါပြီးငိမ့်နေပါတယ်။ဒါကြောင့်ဧည့်သည်ပေးတက်လို့ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။လိုင်ယွန်နဲ့ဘေးဆာည၇နာရီ၁၅လိုင်ယွန်ဟာပီယာဒီယူရိုပါလိမှာကစားရတဲ့နှစ်ပွဲစလုံးကိုပေးကိုးမဲ့နိုင်ထားတာဖြစ်ပါတယ်။အဲဒီလီဂူကလပ်ဟာပီယာဒီအင်ကွင်း၅ပွဲမှာလည်း၄ပွဲနိုင်ထားပါတယ်။ ဆွစ်ဇာလန်ကလပ်ဘေးဆယ်ကတော့ချန်ပီယံလိခြေစစ်ပွဲအပါဒီယာဒီကစားရတဲ့ဥရောပအဝေးဝင်းနှစ်ပွဲစလုံးကိုရှုံးထားပါတယ်။ဒါကြောင့်လိုင်ယွန်နှစ်ကိုပြတ်မပြတ်ကိုစောင့်ကြည့်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဆဲဘာနဲ့ဖာရန်ဘာရုစ်ည7:15ဆဲဘာဟာဒီယာဒီယူရိုပါလိမှာ အမှတ်ရော twin goal ပါဘဲဥမကွဲကြသေးပါဘူး။အဲဒီအော်စတြေးလျကလပ်ဟာပြိုင်ပွဲအရရဲ့နောက်ဆုံးအိမ်ငွေ9ဝဲမှာလေတပွဲလာနိုင်ခဲ့ပါတယ်။ Hungary Club Foreign Barrows ကတော့ BRD Europa League မှာအတန်အသင့်ခြေစွမ်းပြထားပြီးနှစ်ပွဲမှာ၄မှတ်ရထားပါတယ်။ဒါကြောင့်လက်ရှိခြေရာ Foreign Barrows အနေနဲ့တရည်ကစားသွားနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Roma နဲ့ Pelzen ညတနာရီ၃၀ Gasparini လက်ထက်မှာ Roma ရဲ့တိုက်စစ်ပိုင်းကအားရစရာမကောင်းပါဘူး။ဒါကြောင့်လဲသူတို့ရဲ့ DRC ကိုးပွဲမှာ Roma နှစ်ဂိုးပြန့်တဲ့အထက်နိုင်ခဲ့တာဆိုလို့တပွဲပဲရှိခဲ့ပါတယ်။ Europa League နှစ်ပွဲမှာ၄မှတ်ရထားတဲ့ Czech Club Pelzen ကတော့ခက်မှာမှာအသင်းမျိုးပါ။ ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Thousand နဲ့ Apex နဲ့ပွဲစဉ်မျိုးလို့တုံးသက်ထားတာဖြစ်ပါတယ်။ Sardavigo နဲ့ Nice ညတနာ30တပွဲနိုင်တပွဲရှုံဖြစ်ခဲ့တဲ့ Sardar ရဲ့ DR ဒီ Euro Bali နှစ်ပွဲစလုံးမှာနှစ်ဖက်သွင်းကို3ဂိုးနဲ့အထက်ရှိထားပါတယ်။တကယ်ဆို Sardar ရဲ့ပြိုင်ပွဲဆုံးနောက်ဆုံး10ပွဲစလုံးမှာအပြန်အလှန်သွင်းကိုရှိထားခဲ့ပါတယ်။ Nice ကတော့ DR ဒီ Euro Bali မှာအမှတ်မရသေးပေမဲ့နှစ်ပွဲစလုံးကို2-1နေကြီးရှုံးထားတာပါ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအပြန်အလှန်သွင်းကိုရင်းနဲ့ဂိုးများကို Apex နဲ့ပွဲစဉ်မျိုးလို့တုံးသက်ထားတာဖြစ်ပါတယ်။ Sardar နဲ့ Strangress ည7:30နာရီ30ပန်ပွဲဆိုနောက်ဆုံး9ပွဲမှာတပွဲသာနိုင်ခဲ့တဲ့စက်တဲ့ရဲ့လက်ရှိခြေကအကြဘက်ကိုရောက်နေပါတယ်။ Strangrush ကတော့၄ပွဲဆက်အနိုင်နဲ့တူအချိန်ရနေပါတယ်။အဲ့ Osia Club နောက်ဆုံးအဝေးဝင်း6ပွဲမှာလည်းတပွဲသာရှုံးထားပါတယ်။ဒါကြောင့်ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Frymber နဲ့ Ultras ည7:30နာရီ30 Euro Valley နှစ်ပွဲမှာလေးမှတ်ရထားလို့ Frymber အတွက်မစိုးလာပါဘူး။အဲ့ Bundesliga Club ဟာတရေပွဲတွေဆက်နေပေမဲ့အိမ်ဝင်ကိုသိန်းချီတော့မှန်နေပါတယ်။ ရလက်ဒီစိုးနေတဲ့ Utrash ကတော့ Europa League မှာအမှတ်မရသေးသလိုဂိုးလည်းမသွင်းသေးပါဘူး။ဒါကြောင့် Frankfurt နှစ်ဂိုးပြက်မပြက်ကိုစောင့်ကြည့်ရမယ်ပွဲစဉ်မျိုးလို့တုံးသက်ထားတာဖြစ်ပါတယ်။ Lily နဲ့ PO Case ညတနာ30နှစ်ပွဲကန်6မှတ်နဲ့အတူ Lily ဟာ Europa League မှာတာထွက်ကောင်းနေပါတယ်။နောက်ဆုံးအင်ကွင်းပွဲမှာ PSG ကိုတည်ရခံခဲ့တဲ့ Lily ဟာလက်ရှိခြေအရလည်းတည်ငြိမ်နေပါတယ်။ Greek Club PAOK ကတော့ Europa League မှာတမတ်တာရသေးသလိုဥရောပမှာအဝေးဝန်းခြေလည်းအားနည်းပါတယ်။ ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။မကာဗီဒေးဗစ်နဲ့မေဂျလန်ညတနားီ30အစ္စရေးကလပ်မကာဗီယာ၄ဝဲဆက်နိုင်ပွဲပျောက်ထားသလိုယူရိုဘာလီမှာလည်းနိုင်ပွဲမရှိသေးပါဘူး။မေဂျလန်ကတော့ပြိုင်ပွဲဆုံးနောက်ဆုံး9ပွဲစလုံးမှာမရှုံးခဲ့ပဲ6ပွဲအနိုင်နဲ့အတူပုံစံကောင်းရနေပါတယ်။အဲ့ထဲမှာခြေစွမ်းပြခဲ့ယူရိုဘာလီနိုင်ပွဲ2ပွဲလည်းပါဝင်နေပါတယ်။ဒါကြောင့်မေဂျလန်နိုင်ပွဲဆက်အောင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။မန်မိုနဲ့ဒိုင်နမိုဇာဂရက်စ်ညတနာ30 လက်ရှိရလောက်ပိုင်းရုံးကန်နေရတဲ့ Switzerland Club Manmoa Europa League မှာလည်းတမတ်မှမရသေးပါဘူး။ Dynamo Zagreb ကတော့ Europa League မှာနှစ်ပွဲစလုံးကို3-1အနေနဲ့နိုင်ထားတာဖြစ်ပါတယ်။အဲ့ Croatia Club ဟာပြိုင်ပွဲစုံနောက်ဆုံး6ပွဲမှာလည်း9ပွဲနိုင်ထားပါတယ်။ဒါကြောင့်ဧည့်သည်နဲ့အတူအပိသည်နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Nordian နဲ့ Porto ည7:30နာရီ30 Postigo Colonia ကအစားဝင်လာတဲ့ Shawtaichi ရဲ့ Nordian ရဲ့ပွဲဦးထွက်ပါပြိုင်ပွဲစုံ10ပွဲဆက်9ပွဲပျောက်မှုနဲ့အတူ Nordian ဟာယုံကြည်မှုလည်းပျောက်ဆုံးနေပါတယ်။ ပေါ်တူဂီလိမာလည်းခြေစွမ်းပြနေတဲ့ပေါ်တူကတော့ယူရိုပါလိမာလည်းနှစ်ပွဲစလုံးကိုနိုင်ထားခဲ့ပါတယ်။ဒါကြောင့်ပေါ်တူနိုင်မနိုင်သာကြည့်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ရန်ပွိုင်းနဲ့လူဒိုဂိုဂရက်စ်ညတနာီ30ရန်ပွိုင်းကပြည်တွင်းမှာရှုံးပွဲဆက်နေပေမယ့်ယူရိုပါလိမာတော့နှစ်ပွဲမှာသုံးမှတ်ရထားပါတယ်။အဲဆွစ်ဇာလန်ကလပ်ဟာအိမ်ဝင်ကိုသွင်းချီလည်းမှန်နေပါတယ်။ယူရိုဂိုဂရက်စ်ကတော့ဥရောပအဆင့်မှာအမြင့်လူလူအဝေးဝင်ရုံးကန်ရလေးရှိပါတယ်။ ။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Young Boys အနေနဲ့အမှတ်ပြရယူနိုင်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Playmaker ဂျာနယ်ကိုနားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တာတော့ Europa League ပွဲချိုသုံးသပ်ချက်တွေဖြစ်ပါတယ်။ Game ပညာနားဆင်သူတွေလည်းကျေးဇူးတင်ရှိပါတယ်။ကျွန်တော် Playmaker ရဲ့နောက်ဆုံးရပွဲချိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေသိရှိဖို့အတွက်လဲ Playmaker ရဲ့ Telegram Channel မှာ Live ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။နောက်ဆက်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိလျက်ပါကျွန်တော်တင်ဆက်သူထင်းလင်းဖြစ်ပါတယ်။ ားလုံးကျေးဇူးတင်ပါတယ်